တရုတ်နိုင်ငံရဲ့လျှို့ဝှက်တနေရာက Nike ဖနက်စက်ရုံလွန်ခဲ့တဲ့တစ်နှစ်က Nike စက်ရုံဟာစက်တင်ဘာလမှာပြန်လည်ပွင့်လှစ်မဲ့အစီအစဉ်တွေမတိုင်ခင်ဆက်ကြသူတို့ရဲ့ဌာနအဖွဲ့အစည်းကဝန်ထမ်းတွေကိုလစာမဖြတ်ပဲနဲ့စိတ်ပိုင်းဆိုင်ရာအနားယူနိုင်စေဖို့အတွက်ရသက်တစ်ပတ်တစ်ခုအကြာအားလည်းပေးခဲ့ပါဗျ။အဲ့ဒီကာလမှာ Nike စက်ရုံဟာအလုပ်သမားတွေကိုသူတို့ရဲ့တရုတ်အခြေစိုက်ဖနက်စက်ရုံမှာဖနက်တွေထုတ်လုပ်ဖို့ဆက်လက်ဖိအားပေးခိုင်းစေနေခဲ့တဲ့အတွက်ကြောင့်အင်တာနက်အသုံးပြုသူတော်တော်များများစီကဝေဖန်မှုတွေရရှိခဲ့ပါဗျ။ Nike ကသူတို့လူသမားတွေကိုစိတ်ပိုင်းဆိုင်ရာဖြစ်စည်းမှုရှိနေမှာစိုးရင်ပြီးတော့အနားယူဖို့အတွက်နိုင်ရည်တွေပေးနေတယ်ဆိုပေမဲ့တကယ်တမ်းတရုတ်စစ်ရုံကမွတ်စလင်အလို့သမားတွေအတွက်တော့ဘာမှအကျိုးမရှိသလိုပါဒါကြောင့်ကျမတို့တွေအနေနဲ့တရုတ်နိုင်ငံက Nike ဖနက်စဲယုံနေရဲ့အတွင်းဘက်မှာဘာတွေဖြစ်နေလဲဆိုတာကိုတထည့်ဝင်ကြည့်တဲ့အချိန်ရောက်လာပြီလို့ထင်ပါတယ်တရုတ်နိုင်ငံကဒီ Nike စေယုံတွေကြုံတွေ့နေရတဲ့ဝေဖန်မှုအများစုကိုစောင့်ကြည့်ဖို့ဆိုရင်တော့တန်ပေါင်းများစွာချီနေတဲ့ Nike ဖနက်တွေကိုအချိန်တိုအတွင်းဘလို့ပြီးမြောက်အောင်လုပ်လဲဆိုတာတွေကိုပါစောင့်ကြည့်ရမှာပါ လောကလိုက်စာပမာဏနဲ့အလုံထဲကအခြေအနေတွေက Nike ရဲ့စာပုံးနဲ့တိတ်ခါကျင်းဝေးတွေအတိုင်းတကယ်ပဲကန့်ညီပါရဲ့လားပထမဦးဆုံးနားလည်ရမယ့်အရေးကြီးတဲ့အချက်ကတော့တရုတ်နိုင်ငံမှာရှိတဲ့ Nike ဖနက်စက်ရုံတွေကဒီပညာပိုင်းမှာတော့ Nike စက်ရုံမပိသားနေဘူးဆိုတာပါနိုင်ငံတကာကုမ္ပဏီကြီးတွေကဖနက်တွေကိုသူတို့ကိုယ်တိုင်တိုက်ရိုက်ထုတ်လုပ်မဲ့အစားဖနက်မျိုးတော်လို့လူသိများကြတဲ့ကွမ်ဂျိုကွမ်ယုံလိစတဲ့ဖနက်ကုမ္ပဏီတွေကနေတဆင့်သာထုတ်လုပ်ကြတာဖြစ်ပါတယ်တရုတ်နိုင်ငံနဲ့ Nike ကုမ္ပဏီ တရုတ်ပြည်နယ် Nike ကလတ်တလောအငင်းပွားစရာကိစ္စကတော့ Nike ရဲ့ Global Marketing Science ဌာနကအကြီးတဲ့အရာရှိ Manager Matt Marazzo ရဲ့ LinkedIn Application က Post အကြောင်းပဲဖြစ်ပါတယ်။ကုမ္ပဏီရဲ့ဌာနအဖွဲ့တွေကလည်းစိတ်ပိုင်းဆိုင်ရာအနားပေးခြင်းအစီအစဉ်ကြောင့်ကိတ္တပိတ်ထားရတဲ့ကာလဖြစ်နေခဲ့တာပါ။မာရဇူကတော့ကျွန်တော်တို့ကုမ္ပဏီရဲ့ထိပ်ပန်းခေါင်းဆောင်အကုန်လုံးကတော့ဝန်ထမ်းများအနေနဲ့ဝန်ထဲပေးပန်းမှုကိုဖြည့်သိမ်းမှုအတွက်လည်းအချိန်ယူပါကိုချင်းရတဲ့သူတွေနဲ့လည်းအချိန်ကုန်ဆုံးပေးကြပါ အလုံးလုံးဝဖြစ်မယ်ဆိုတဲ့စိတ်နဲ့တွန်းအားမပေးကြပါနဲ့ဒီနှစ်ကိုကျွန်တော်တို့အားလုံးခက်ခက်ခဲခဲဖြတ်သန်းခဲ့ပြီးပါပြီကျွန်တော်တို့အားလုံးကလူသားတွေဖြစ်ပြီးပင်ပန်းခက်ခဲမှုတွေအားလုံးကိုလည်းကိုယ်တိုင်ဖြေရှင်းရတာကိုနားလည်ပါတယ်လို့ရှင်းရှင်းလင်းလင်းမှာကြားခဲ့ကြပါတယ်ဒါပေမဲ့ကျွန်တော်ပြောရတာတခုကတော့ကျွန်တော်တို့အနေနဲ့လုပ်ဖို့ကိုင်မတ်တွေအတွက်ပြတ်တာပေးခဲ့တဲ့ကိုချင်းစာတရားနဲ့ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကြောင့်အလုပ်ခွင်မှာလည်းဒီချက်ပိုတရားတိုးတက်လာပါလိမ့်မယ် ဒါကအဖွဲအစည်းအတွက်ခိတအနာပေးတဲ့ပိတ်ရက်လေးတွေမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာပျော်ရွှင်ကောင်းမှုမျိုးကိုပါကျွန်တော်တို့ဦးစားပေးရဆိုတာအသိမျက်ပြုပေးကြပါအလုံးလုံးပြီးသွားရင်ကိုချစ်ခင်ရတဲ့သူတွေကိုလည်းပြန်ခရီးဆိုင်ပေးကြပါဒါကလုပ်ငန်းအတွက်လည်းအကျိုးရှိဖို့မဟုတ်ပဲကိုယ့်ပတ်ဝန်းကျင်အပေါ်မှာလေးစားမှုရှိခြင်းလည်းမိပါတယ်လို့သူကရေးသားခဲ့ပါတယ်2020မတ်လမှာဩစတြေးလျရဲ့မဟာဗျူရိုမူဝါဒဆိုင်ရာအဖွဲ့အစည်းထုတ်ပြန်ချက်အရတရုတ်နိုင်ငံရှင်းကျန်ပြည်နယ်ကလုံသားပေါင်း600ကျော်က ချင်းတာတာဝန်ဖနန်းဆိုင်ုံမှာအလုပ်လုပ်နေခဲ့ပြီးအဲ့ဒီကုမ္ပဏီရဲ့အဓိကဖောက်တယ်ကအမေရိကန်ကအပြည့်အစုံရကုမ္ပဏီကြီး Nike Inc လို့ဆိုပါရယ်ရှင်းချင်ကအဓိကအလုပ်သမားအများအများကရှင်းချင်ရဲ့တောင်ပိုင်းဟိုတယ် Cash Car ကအမျိုးသမီးတွေပဲဖြစ်ပါရယ်အဲ့ဒီနေရာတွေကဘာသာရေးကြီးစိုးမှုတွေကြောင့်ခင်းနောက်ပြန်ဆွဲနေပြီးဘာသာရေးမိုက်တိုက်ခံရနေရလို့အစိုးရကသတ်မှတ်ထားတဲ့နေရာတွေဖြစ်ပါရယ် နေ့အချိန်အတွင်းမှာစစ်ရုံကအလုံသမားတွေက Nike ဖနက်တွေကိုဖန်တီးချက်လို့ကြပြီးညအချိန်မှာတော့တရုတ်စာမန်ဒရင်နိုင်ငံတော်သချင်းနဲ့အလုံတင်ပညာပို့ချရေးစတဲ့မျိုးချစ်ချစ်တွေကိုတွန်းမြင့်ပေးတဲ့ညချမ်းကိုတက်ရောက်ကြပါတယ်။တရုတ်ညွန်းနှန်းတွေကတော့ရှင်းချက်မှာရှိတဲ့ပြည်လဲပညာရေးစင်တာတွေနဲ့အတော်ကိုဆင်တူပါတယ်။တရုတ်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုတိခိုက်စေနိုင်မဲ့နိုင်ငံသားပြည်တစိုက်တီကိုရပ်တန့်ပေးဖို့ရန်တရုတ်အစိုးရရဲ့တောင်းဆိုချက်ကြောင့်တိခိုက်ခဲ့ရတဲ့လက်တလုံးဥပမာကတော့အာကစားဝစ်စုံနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။ ဒီလိုနဲ့အရှင်ကမှတ်တမ်းအချို့ကိုပါပြန်လည်ရှာတွေ့သွားတဲ့အခါမှာတော့အင်တာနက်အသုံးပြုသူတွေကရှင်းချက်ကိုစတင်ဝေဖန်လာကြပါတော့တယ်။2021ခုနှစ်မတ်လမှာတော့ Nike ကရှင်းချက်ရဲ့အလိုလျောက်အုပ်ချုပ်ခွင့်ရဒေသကထုတ်ကုန်တွေကိုမရယူလို့ကြောင့်ထုတ်ပြန်ချက်တရက်ကိုကြေညာပြီးတဲ့နောက်မှာတော့တရုတ်နိုင်ငံမှာအတင်းအကျပ်အလို့စေခိုင်းမှုတွေနဲ့ပတ်သက်ပြီးသတင်းတွေကြားသိနေရတဲ့အတွက်စိုးရိမ်မိကြောင်ပြောကြခဲ့ပါတယ်။ နိုင်ကင်ရောအဲ့ဒီတဲ့ဇေယောကတရုတ်ပြည်မှာအတော်လေးကိုတိုးဆက်ကြိုစားခဲ့ကြပူတဲ့ကုမ္ပဏီတွေပါအချို့တော့အင်တာနက်အသုံးပြုသူတွေကသူတို့တွေအနေနဲ့နိုင်ကင်ကနေပစ္စည်းဝယ်ယူခြင်းကိုလုံးဝရပ်တန့်မှာဖြစ်ပြီးတော့အဲ့ဒီအစားလီနေအန်တာတို့လိုပြည်တွင်းမိကုမ္ပဏီတွေကိုသာအားပေးမယ်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲအချို့လူတွေကတော့ Adidas လဲတရုတ်ကနေထွက်သွားတဲ့လို့ဝေဖန်ပြောဆိုကြပါတော့တယ်။ဒီပရိပခတ်ကတော့အနောက်ပိုင်းကုမ္ပဏီတွေအတွက်အခြေအနေအတော်ခက်ခဲစေပါတယ်။ဘာကြောင့်လဲဆိုရင်တော့သူတို့အနေနဲ့ ဝယ်ယူအသုံးပြုသူတွေရဲ့သဘောထားကိုစန့်ကျင်ပြီးတရုတ်ပြည်မှာသူတို့ရဲ့ဈေးကွက်ကိုဘယ်လိုတိုးချဲ့ရမလဲဆိုတာကိုမူရင်းပုံစံနဲ့မပြတ်စေအောင်စဉ်းစားချိန်ညှိနေရလို့ပါတရုတ်ပြည်က Nike ဆက်ရော Nike ဖနက်စနစ်ကားတွေကိုများသောအားဖြင့်တော့အမေရိကန်ပြည်ထောင်စုပြည်မှာထုတ်လုပ်ကြတာများပါတယ် VNN နဲ့တရုတ်နိုင်ငံကတော့ Nike ဖနက်အများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေပါကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုရာခိုင်နှုန်းနဲ့တွက်ကြည့်ရင်တော့ VNN နဲ့တရုတ်ဟာ Nike ဖနက်ထုတ်လုပ်မှုစုပေါင်းရဲ့36ရာခိုင်နှုန်းအင်ဒိုနီးရှားနိုင်ငံကတော့22ရာခိုင်နှုန်း ိုင်းကတော့600ခိုင်နှုန်းစီအတီးတီးရှိကြပါတယ်စက်ရုံပေါင်း886ခုရှိပြီးတော့အလုတ်သမားပေါင်းတန်တန်းကျော်နဲ့ထုတ်လုပ်တဲ့ပစ္စည်းပေါင်း9သိန်းကျော်ရှိပါတယ်။တရုတ်နိုင်ငံမှာ Nike ရဲ့ဖက်နက်အများအများထုတ်လုပ်တာကအလုံးအတွက်အံ့ဩစရာမဟုတ်တဲ့အနေအထားဖြစ်ပါတယ်။ American ရဲ့ fashion တစိတ်တွေဖြစ်တဲ့ Tommy Hilfiger, Guess ပြီးတော့ Ralph Lauren အစရှိတဲ့တစိတ်တွေကလည်း Tony ၎င်းပါ။ဒီလိုဖြစ်ရတဲ့နောက်ကမှာဘလို့အကြောင်းရင်းတွေများရှိနေလို့လဲ။ အကြောင်းရင်းကတော့တရုတ်ပြည်မှာထွက်လွတ်တဲ့ကုန်ကျစရိတ်ကအမေရိကန်ပြည်အောင်စုနဲ့ရှင်မယ်ဆိုရင်တော့အတော်လေးပိုသက်သာလိုပါဒါအပြင် Shoestown Footwear Company ဟာဆိုရင် Nike ရဲ့ကမ္ဘာလုံးဆိုင်ရာစားကြုံမှာအဓိကတွဲဖက်ဖြစ်နေပါတယ်အဲ့ဒီကုမ္ပဏီက Everan Osu ရဲ့လက်အောက်ခံကုမ္ပဏီဖြစ်ပြီး Everan Osu ကတော့တရုတ်၊အင်ဒိုနီးရှားနဲ့ကိုရီးယားနိုင်ငံတွေမှာစီမံခန့်ခွဲပေးနေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ Shoestown Footwear ကုမ္ပဏီရဲ့စင်မြစ်က1988ခုနှစ်ကစတင်ခဲ့တဲ့ကွန်ဆူဝမ်ကောင်းဖက်နက်ကုမ္ပဏီဖြစ်ပါတယ်။ ကွန်ဆူဝန်ကောင်ကုမ္ပဏီကအိမ်ကပေါင်း80ကျော်အထိကျေပြန့်ပြီးအလုပ်သမားပေါင်း1000တောင်တောင်ရှိပါတယ်။နောက်ပြီးတစ်နှစ်ကိုရွှန်600မီလီယံအထိဝင်ငွေရှိတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ဒီကုမ္ပဏီဟာဆိုရင်တရုတ်နိုင်ငံသားဖဏတ်ထုတ်လုပ်ပူးပေါင်းလုပ်ငန်းဖြစ်ပြီး Nike ရဲ့တရုတ်ပြည်မှာရှိတဲ့ပထမအဆုံးစားကျုပ်အစီအစိုက်ကုမ္ပဏီလည်းဖြစ်ပါတယ်။ Nike ဖဏတ်တွေကိုဘယ်လိုထုတ်လုပ်လဲ။ထိုင်ဝမ်က Mr. Zhang Wanzhou ဟာစီမံရေးမန်နေဂျာဖြစ်တဲ့အပြင် လုပ်ငန်းချက်တင်ဒေတာတွေရဲ့တရားဝင်ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ကုမ္ပဏီဟာစင်ကုန်ခရိုင်ရဲ့ထိုင်းအိုဆက်မှုဆောင်ဒေတာမှာဧကပေါင်း900ကျော်ဝယ်ယူခဲ့ပါတယ်။အရင်နောက်မှာတော့ပံမိုးရေးစေယုံနေမထည့်သွင်းတော့ပဲအဲ့ဒီမြေနေရာကိုချင်းရွယ်ကွန်ရှိုးကုမ္ပဏီအဖြစ်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ဘတ်စကတ်ဘောဖနက်ထုတ်လုပ်ရေးလိုင်း12လိုင်းဘောလုံးဖနက်ထုတ်လုပ်ရေး9လိုင်းစသဖြင့်အသီးသီးရှိပါတယ်။နေ့စဉ်ထုတ်လုပ်မှုကအစုံရင်း14တန်း နှစ်စဉ်တင်ပို့ရေးတန်ဖိုးကတန်မြတ်ဒေါ်လာ150မီလီယံအလုပ်သမားပေါင်း18000ကျော်နဲ့စုစုပေါင်းယင်းနှမြုပ်နှံငွေကတော့ဒေါ်လာ50မီလီယံအထိရှိပါတယ်အဖွဲ့အစည်းကလူသားချင်းစာနာမှုကိုလေ့ကျင့်ပေးတဲ့အနေနဲ့ဝန်ထမ်းတွေကိုအကြီးပိုင်းပိုင်ဆိုင်မှုတွေလိုဦးစားပေးဆက်ဆံလေးရှိပါတယ်ကုမ္ပဏီဌာနချုပ်ကဝန်ထမ်းအဖွဲ့အစည်းရှိတဲ့နယ်လို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ဝန်ထမ်းတွေရဲ့ရှားပိုင်ခွင့်နဲ့အကျိုးအမြတ်လုံခြုံမှုအတွက်အချိန်ပြည့်ဝန်ထမ်းဆက်ရောက်ထားရှိပေးခဲ့ပါတယ်။ ဒီအဖွဲ့အစည်းကအလုံသမားတွေကြားကပြဿနာတွေအငင်းပမှုတွေကိုဖြေရှင်းပေးတယ်လို့အလုံသမားအစင်းချင်းကြားကငင်းကြေးရေးကိုလည်းအစဉ်အမြဲထိန်းသိမ်းပေးထားပါတယ်။နောက်ပြီးတော့ဝန်ထမ်းတွေအတွက် အကျိုးရှိစေမယ့်အစီအစဉ်တွေကိုလည်းလက်တွေ့အကောင်အထည်ဖော်ပေးပါသေးတယ်။ဌာနချုပ်ရဲ့ဆောင်မဟုတ်ဟာဆိုရင်စူးစမ်းအထောက်အမှုတိုင်းကကုမ္ပဏီ၊ကတ်စတမာ၊ဝန်ထမ်းသုံးပတ်လုံးအတွက်အကျိုးရှိစေရမယ်လို့ဖြစ်ပါတယ်။ဒါမှသာအလုံသမားတွေအနေနဲ့ဂယုဏနဲ့မြစ်တာလွှမ်းခြုံထားတဲ့ရေဝန်းမှာအေးအေးဆေးဆေးနဲ့ငြိမ်းချမ်းစွာအလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ တရုတ်မှာဖနှက်စည်းရုံတည်ဆောက်ဖို့က Nike ရဲ့ပထမဦးစားပေးပါ။ဘာကြောင့်လဲဆိုရင်တော့အလုသမားစည်းနဲ့အသုံးပြုရတဲ့ပစ္စည်းတွေရဲ့ကုန်ကျစရိတ်ကတရုတ်မှာပိုတက်တာကြောင့်ပဲဖြစ်ပါတယ်။ Nike အတွက်တော့အကျိုးအမြတ်ကြီးကြီးရစေမယ့်အကွက်ပါ။ဒါပေမဲ့တင်းတို့မှာရှိတဲ့ Nike ဖနှက်တချို့ကတော့ဈေးမြင့်ကောင်းမြင့်နေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့တချို့ပစ္စည်းတွေကအရင်အတွက်အကန့်အသတ်နဲ့ထုတ်ထားတာဖြစ်တယ်လို့ကွဲထွက်ပြီးတန်လုံးတွေရဲ့နည်းပညာနဲ့ထုတ်ထားတာကြောင့်ပါကန့်သက်ဖက်တဲ့အမျိုးအစားတွေကတော့တရုတ်မှာပဲထုတ်ထုတ်အခြားအာရှနိုင်ငံတွေမှာပဲထုတ်ထုတ်ဈေးမြင့်မှာပဲဖြစ်ပါတယ်ဒီဖက်တဲ့တွေကိုဘယ်လိုထုတ်လုပ်ကြတာလဲအေးကန်ဘီလက်မြေတိစားပုံက Nike ဖက်တဲ့ထုတ်လုပ်တဲ့နေရာမှာအများဆုံးပါဝင်ပါတယ်ပိုလီအီသိန်းကော်ကဖက်တဲ့မှာတုံးတဲ့ဘီလက်မြေအမျိုးအစားပါ ပူးကော်ကိုလည်းဖက်နှက်အခန့်ရီလက်မြေမုံလို့တိကြပြီးတော့၎င်းဟာပျော်ရည်ပုံစံရှိသလိုရေပုံစံလည်းရှိပါတယ်ဗီလက်မြေမုတ်အခန့်အသုံးရှုဖက်နှက်တွေကိုအာကစားဖက်နှက်အနေနဲ့ပုံစံအမျိုးမျိုးတွေ့မြင်ရနိုင်ပါတယ်။ဒီရှုဖက်နှက်တွေရဲ့အပေါ်ပိုင်းနဲ့အောက်ပိုင်းကိုပေါင်းစပ်ဖို့လိုအပ်တဲ့အပူချိန်အနည်းကြောင့်ဖက်နှက်ရဲ့ပေါ်ပါတဲ့ပလတ်စတစ်ရေမြုပ်နဲ့ပစ္စည်းအရောနှောတွေကိုအသုံးပြုခွင့်ရှိပါတယ်။အစင်းမြေကစားနည်းတွေဖြစ်တဲ့ပြေးခြင်း ဘတ်စကတ်ဘောကစားနည်းနဲ့တခြားကစားနည်းတွေအတွက်ထုတ်ထားတဲ့အကစားဖက်နှက်မျိုးတွေမှာဒီအေအေးကဘီလက်မြေသုံးနည်းပညာကိုအသုံးပြုထားပါတယ်။အေအေးကဘီလက်မြေတိစောက်ပုံကိုအသုံးပြုနေစဉ်မှာတော့ဖက်နှက်အပေါ်ပိုင်းကိုပြင်ဆင်မှုအတွက် stop bell button လို့ခေါ်တဲ့ဖက်နှက်ချုပ်နည်းတစ်မျိုးကိုအသုံးပြုနိုင်ပါတယ်။ stop bell button ဖက်နှက်ချုပ်နည်းဆိုတာကဖက်နှက်ထိပ်ပိုင်းနဲ့အောက်ပိုင်းကိုဓာတ်ရိုက်တွဲချုပ်ထားပြီးတော့အောက်ပိုင်းကထိပ်ပိုင်းထက်ပိုကျတဲ့ဒီဇိုင်းရှိပါတယ်။ ဖနက်အပြင် အောက်ခံရဲ့အစွန်းဘက်တွေကိုလည်းရိုးရအပြင်ဖနက်ပုံစံအတိုင်းဖုံးအုပ်ပေးထားပြီးတော့ stop bell button ချက်လုံးကြီးကဖနက်ကိုပေါ်ပါပြီးတော့တတောက်တတာရှိစေပါတယ်။နောက်ဆုံးပေါ်နီလန်းကတော့လူချေဘဝအတိုင်းပုံဖော်စေတဲ့နီးပညာသုံးဒီဇိုင်းမျိုးလို့သိရပါတယ်။ဒီနီလန်းမှာဖနက်အောက်ဆုံးအပိုင်းကနေရာကျမသွားခင်အပေါ်ပိုင်းအလောက်ကတတုတွေကိုပြော့သွားစေဖို့အတွက်ဥဆုံးအနေနဲ့အပူပေးခံရပါတယ်။ တင်းကျပ်နေတဲ့အပေါ်ပိုင်းလွှာကိုပြန်လည်ကျုံသွားစေဖို့အေးအေးခံပြီးတော့အရင်ကနေတဆင့်အောက်လွှာအဲ့ဒီနောက်မှာတော့ဖနက်ကိုအပေါ်လွှာနဲ့ပါချုပ်လို့ချီနှောင်လိုက်ပြီးတော့ယာယီဖနက်အခန်းတွေကိုလည်းတင်းနေအောင်ဆွဲလိုက်ပါတယ် ရာမာဖနဲ့အောက်ခံကို EVA ကုရှင်အမြုံနဲ့ပေါင်းသက်ထားပြီးကော်နဲ့အောက်ခံ unit ကိုကပ်ပါတယ်။အဲ့ဒီအချိန်မှာပဲအပေါ်ပိုင်းလွှာကပြုတ်လုပြီးစီးနေပါပြီ။ဒါကတော့ခြေထောက်နဲ့ကွက်တီကျစေတဲ့ဖနက်ထုတ်လုပ်မှုရဲ့အဆင့်တစ်ဆင့်ချင်းစီပဲဖြစ်ပါတယ်။အခုဆိုရင်တော့ဖနက်အပေါ်ပိုင်းနဲ့ရှေ့ပိုင်းကိုအပိသက်ပြီးပါပြီ။အောက်ခံနဲ့ပိလက်မြေကိုတော့ရာမာဖနက်အောက်ခံမှာအသုံးပြုရပါလိမ့်မယ်။ဖနက်ရဲ့အပေါ်ပိုင်းကိုလည်းတေးချပြင်ဆင်ပြီးတော့ဗီလက်မြေနဲ့တီးချမွမ်းမံထားရတာဖြစ်ပါတယ်။ ဆင်းနေပြီလက်မျိုးတို့ကိုပြွန်တွင်နဲ့အပူပေးတဲ့အခါအပြည့်အဝခြောက်သွားပြီးတော့အပေါ်ပိုင်းနှစ်ပိုင်းကိုလက်နဲ့ဆက်ပေးလိုက်ရပါတယ်။အပေါ်ပိုင်းနဲ့အပြင်ဘက်အခံကိုမတိမ်ဆောက်အောင်ညှိပေးပြီးတဲ့အခါမှာတော့တေချာလေးချင်ရင်ဆင်းမိသားအလုပ်သမားတွေကဖနက်ကိုဟိုက်ဒရောလစ်ဖိအားပေးလိုက်ပါတယ်။ဖိအားပေးခြင်း အေးအေးခံခြင်းဖနက်ပုံစံဖော်ခြင်းဆိုတဲ့အဆင့်၃ဆင့်ရှိပါမယ်။ပုံမှန်အဖြစ်တော့ဖနက်ဖြစ်လို့ခြင်းလုပ်ငန်းစဉ်တွေကတူညီတဲ့စက္ကရိယာတစ်ခုထဲမှာပဲဖျားပိအဆင့်၃ဆင့်နဲ့အပိတက်လေးရှိပါတယ်။ရှူဖနက်ထိတ်ဆုံးပိုင်းလေးကိုတော့ဘေးဘက်တွေဖိတယ်လို့ပဲထပ်တူဖိရတာဖြစ်ပါတယ်။အဲ့လိုလေးဖိပေးရင်ထိပ်ပိုင်းနဲ့အပြင်ဘက်အခံအကာဘက်ကိုခက်ခဲမမထိဆက်စေပါရယ်ဖနက်ကိုပုံစံတစ်ချက်တိစောက်ပြီးရဲ့နောက်မှာတော့မြဲမြံစေဖို့အတွက်အေးအေးခံပြွန်ချောင်းထဲထည့်ပေးရပါသေးတယ် အေးခံပြီးတဲ့နောက်မှာတော့ဖနှက်ပုံစံတစ်ကြားဖြစ်စေတဲ့ဆက်ကိုအပေါ်ဝိုင်းလွှာပုံစံကျနပ်ပြီးဖနှက်ရဲ့နောက်ဆုံးအဆင့်ပြည့်ပြည့်စုံစေဖို့တုံးရတာဖြစ်ပါတယ်။အခုဆိုရင်တော့ဖနှက်လောက်ရတဲ့အဆင့်တွေကအကုန်ပြီးသွားပါပြီ။အလောက်ခွင့်အခြေအနေများနိုင်ငံတကာကုမ္ပဏီတွေအနေနဲ့အော်ရာကိုပြောင်းလဲချင်တာဖြစ်စေ၊ကွဲပြားတဲ့ဖနှက်ပုံစံတွေလိုချင်တာဖြစ်စေ အချက်အလက်ကိုအသေးစိတ်ထဲမှပြောတာမျိုးလုံးဝကြုံမပြောဘဲချက်ချင်းလိုချင်တာမျိုးဆိုရင်တော့ဖနက်အလုံယုံဦးစီးရီအနေနဲ့နီလန့်တွေကိုအမြန်ပြင်ဆင်ပြောင်းလဲရတာမျိုးတွေရှိသလိုအချိန်တိုအတွင်းမှာပေးစီအောင်အမြန်လုပ်ရတာတွေလည်းရှိပါတယ်အလုပ်ကိုကြိုးကြိုးစားစားနဲ့မြင်မြင်ဆန်ပြီးအောင်လုပ်ရပြီးအလုံးမပြောင်းအောင်လို့ overtime တွေလည်းစတိုက်ဆင်းရတဲ့အခါတွေပေါ့မိတ်ဆွေတို့နှစ်သက်သဘောကျရတဲ့ဖနက်တွေရှာလာဖို့အလုပ်သမားတွေကိုတောအပေးခိုင်းစီရတာတွေလည်းရှိနေတာပါဒီလိုအလောက်ခွင့်ပင်မမှုတွေဟာစတန်ခက်ထန်တဲ့စက်ရုံအလောက်ရှိနေကြဖြစ်လာနိုင်တယ်လို့ ကုမ္ပဏီရဲ့အမျိုးမျိုးသောလုံဆောင်စားသားတွေနဲ့လည်းတက်ရောက်နေနိုင်ပါတယ်ထုတ်လုပ်ရေးနှုန်းနဲ့အလုပ်သမားတွေရဲ့လစာကိုတွယ်ဝိုက်ဆုံးဖြတ်ပေးနေသူကတော့စက်ရုံဦးစီးမှုမဟုတ်ပဲအပြည်ပြည်ဆိုင်ရာကုမ္ပဏီများသာဖြစ်ပါတယ်တကယ်လို့စက်ရုံဦးစီးမှုကအလုပ်မှာဆက်မြဲခြင်းနဲ့ဆိုရင်တော့သူ့အနေနဲ့အပြည်ပြည်ဆိုင်ရာကတတ်မှတ်ထားတဲ့တတ်မှတ်ချက်ကိုလိုက်နာရမှာဖြစ်ပြီးတော့ Nike ကုမ္ပဏီဘက်ကတတ်မှတ်တဲ့ဖဏတ်တံမိုးကိုလည်းလက်ခံရပါမယ်အထက်ကုမ္ပဏီတွေကဦးစီးမှုတွေကိုဖိအားပေးတဲ့အခါသူတို့ကတပြန်အလုပ်သမားတွေကိုဖိအားပေးရတာပါ Nike လိုပဲတခြားခေတ်သစ်အဖွဲ့အစည်းတွေကလည်းဖနှက်တွေရောင်းရတဲ့အမျက်ငွေတွေကိုပဲအာယုံဆိုင်နေရတဲ့ပုံစံမဖြစ်လို့ပဲကမ္ဘာမြေအတွက်အကျိုးရှိကောင်းမွန်တဲ့ပုံရိပ်တစ်ခုကိုရယူလိုကြပါတယ်။ဒီလိုနဲ့သူတို့ရဲ့ပုံရိပ်တိုးတက်ဖို့အတွက်မျှော်လင့်ချက်နဲ့ဥဆောင်လမ်းပြမှုအပြည့်ရှိတဲ့ကုမ္ပဏီတစ်ခုအဖြစ်လှူဒါန်းမှုတွေအများအပြားပြုလုပ်လေ့ရှိကြပါတယ်။ကြွေးပြမှုတွေရှိနေတာမှာအမတ်တရားဘက်မှာရက်တည်နေတယ်ဆိုတဲ့ပုံရိပ်တစ်ခုကိုထုတ်စစ်နေကြတဲ့သူတွေပါလုံအားကားနဲ့အချိန်စရာ Shootdown Footwear Company မှာဖလန်းထုတ်လုပ်ခြင်းကဏ္ဍအတွင်းမှာ ဆက်စားနေကြမန်နေဂျာအဖြစ်အတွေ့အကြုံရှိတဲ့သူကိုအရင်အသွေးထိန်းချုပ်မှုမန်နေဂျာအဖြစ်ဦးစီးစေပြီးတော့အခြေခံလောကအပြင်သူတို့ပြီးမြောက်တဲ့ဖနက်တရံချင်းစီတိုင်းအတွက်အပေါ်ငွေမှာထပ်ဆောင်းပေးပါသေးတယ်။အချိန်ပိုအနေနဲ့တလချင်းစီတိုင်းအတွက်ဝင်ငွေကယွမ်4100ဖြစ်ပြီးတော့ဒေါ်လာအနေနဲ့ဆိုရင်တော့640ရရှိတာပဲဖြစ်ပါတယ်။ပုံမှန်အလုပ်သမားဆိုရင်လစာပုံနေတယ်ဆိုပေမဲ့ဒါကရွာမှာပိန်ဆိုင်ပြီးတော့တလကိုဒေါ်လာ100ရရနဲ့ရှင်ရင်တော့ပိုတန်နေတော့မှာမနေ့၈နှစ်ကစတင်က ည9:00နာရီခွဲမှာအလုံဆင်းရပြီးတော့တပတ်မှာ6ရက်တောင်အလုံးလုပ်ရတာကတော့တကယ်ကိုစိန်ခေါ်မှုတစ်ရက်ဖြစ်ပါတယ်သူတို့လို့သမားတွေကဒီလိုမျိုးအလုပ်ချင်းတွေကိုတာဝန်ယူထားရပေမဲ့ကုမ္ပဏီကတော့ဖိအားပေးခိုင်းစေခံအလုပ်သမားတွေကိုသဘောထားတဲ့ပုံစံကလူလူအမြင်မှာတော့တမျိုးစီပါပဲ။ Nike ကကိုကာကိုလာနဲ့ Apple နဲ့အတူ2020နိုဝင်ဘာမှာပူးပေါင်းလိုက်ပြီးတော့ဖိအားပေးခိုင်းစေခံရတဲ့အလုပ်သမားတွေကိုကာကွယ်ဖို့စတင်ခဲ့ပါတယ်။ ဒီကောက်ွယ်မှုကြောင့်တယုတ်ပြည်ရှင်းချက်အလွန်လျောက်အုပ်ချုပ်ခွင့်ရဒေသမှာသွင်းခုန်တွေတားမြစ်ခံရပြီးတော့လူအခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွေကိုပါအပြည့်လို့တတ်မှတ်ရတဲ့အခြေအနေအထိဖြစ်လာခဲ့ပါတယ်။ Nike အနေနဲ့အလွန်လုံးတဲ့ပုံစံစီးစနစ်တွေကသူတို့ရဲ့မြန်မာတဲ့တတ်မှတ်ချက်တွေနဲ့ကိုက်ညီဖို့မျှော်လင့်ရမှာပါ။တယုတ်နိုင်ငံသားတွေအနေနဲ့လည်းဒီလိုအပြည့်အစုံနိုင်ငံခြားကုမ္ပဏီတွေမှာအနည်းဆုံးတော့ကောင်းမွန်တဲ့အလုပ်နေရာတနေရာရလာဖို့မျှော်လင့်ဆူတောင်းပေးလိုက်ပါရရှင်။ ဝယ်ယူသူတွေကမြင်မာတဲ့ဈေးနှုန်းတွေကိုထိမ့်သိမ်းထားနိုင်အောင်ထိုက်တန်ပြီးကောင်းမွန်တဲ့အခြေအသေးတွေရဖို့အတွက်အလုပ်သမားတွေကိုဒီလိုဖိအားပေးခိုင်းစေတာကတရားမျှတတယ်ထင်လားမိတ်ဆွေတို့ရဲ့အမြင်ကိုကောမမရေးသွားပေးနိုင်ပါတယ်ရှင်